ာကျောင်းဆူရီဆူမောဝတီကူတရာမင်္ဂလာပါဒီနေ့မေလ12ရက်ဖရက်အဖန်ရဲ့နေ့စစ်တဲ့နေ့ကိုတင်ဆက်ပေးပါမယ်ဒီနေ့တော့6ဦးမြို့နယ်ကိုစစ်ကောင်စီ၄ချောင်းတိုက်ခိုက်လို့အမျိုးသမီး2ဦးတိဆုံ8ဦးတင်ရန်ရတဲ့တဲ့ရခိုင်မှာဖြစ်ပွားနေတဲ့လက်အကြမ်းဖက်မှုတွေကိုအေးအေးတာဝန်ယူဆောင်ရွက်ပေးဖို့အရက်ဖက်အဖွဲ့တွေပြောတဲ့တဲ့ဒီဘေးရင်အနောက်ချမ်းအိုထိတ်တွင်းရွာကိုစစ်ကောင်စီပုံကျဲဆီယာမနဲ့ចောင်းသားအများအပြားထိခိုက်တိဆုံနေတဲ့တဲ့ စားရတဲ့ဒင်းတွေအပါအဝင်ဖရက် FN ရဲ့နေ့စဉ်ဒင်းတွေကိုကြားရမှာပါစကိုင်းတိုင်း6ဦးမြို့နယ်ကိုစစ်ကောက်စီတပ်ကဒီနေ့ဧပြီလစနေနေ့မှာလေကြောင်းတိုက်ခတ်ခဲ့ပြီးအမျိုးသမီး2ဦးသေဆုံးပြီးကလေးငယ်အပါအဝင်7ဦးထိခိုက်ဒဏ်ရာရရှိခဲ့လို့သိရပါတယ်ကျဖိုင်တာနဲ့မနေ့9:06မိနစ်နဲ့9:14မိနစ်မှာနှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီးလက်နက်ကြီးတွေနဲ့လည်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ We are people စစ်ရှောက်ကူညီတာဝန်ခံသူဦးကဖရဲ FM ကိုပြောပါတယ် ထိခိုက်ဒဏ်ရာသူတွေထဲမှာအမျိုးသား2ဦးအမျိုးသမီး3ဦး10နှစ်အရွယ်နဲ့3လသားအရွယ်အပါအဝင်ကလေးငယ်3ဦးထိခိုက်ဒဏ်ရာရှိခဲ့လို့သိရပါဗျ။စကိုင်းတိုင်းအတွင်းက6ဦးဒီဘေးရင်နဲ့မော်လူးမြို့နယ်တွေမှာတရက်အတွင်းစစ်ကောက်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ23ဦးချက်မနေသေဆုံးခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရှိခဲ့ပါဗျ။ရှိခိုင်ပြည်နယ်မှာတော်လရေးကာလအတွင်းအမျိုးသမီးတွေနဲ့ ကလေးတွေအပေါ်ကျူးလွန်နေတဲ့လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုအာရခတ်တပ်တော် AA အနေနဲ့ထိထိရောက်တာဝန်ယူဆောင်ရွက်ပေးဖို့အရက်ဖက်အဖွဲ့အစည်းတွေက Federal FN ကိုပြောပါတယ်။တရားဥပဒေစိုးမိုးရေးမရှိတဲ့ပဋိပက္ခဒေသကိုအုံချပြီးအမျိုးသမီးတွေနဲ့ကလေးတွေကိုပြစ်မှတ်ထားအကြမ်းဖက်တာတွေရှိနေတယ်လို့ရခိုင်အမျိုးသမီးအဖွဲ့အစည်းအဖွဲ့ကတာဝန်ခံအမျိုးသမီးတူက Federal FN ကိုပြောပါတယ်။ ပြီးခဲ့တဲ့မေလ6ရက်ကလည်းမင်းပြမြို့နယ်ဖားပြူရွာမှာ9နှစ်အရွယ်မင်းကလေးတူလက်အကျန်းဖက်တက်ဖြတ်ခံခဲ့ရတယ်လို့သိရပါဗျ။လက်ရှိမှာဒူးလူသူကိုအေအေကဖမ်းဆီးစစ်ဆေးနေပြီးပြည်တံရှော့ပေါ်မှုမပေးဘဲအကြီးဆုံးပြည်တံချမှတ်ပေးဖို့အရက်ဖက်အဖွဲ့အစည်း12ဖွဲ့ကမနေ့ကထုတ်ပြန်တောင်းဆိုထားပါဗျ။ စကိုင်းတိုင်းဒီပေရင်မြို့နယ်အနောက်ချမ်းဦးထိပ်ကွင်းကျေးရွာကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ရာစာတင်ကြားပေးနေတဲ့ဆရာမနဲ့ចောင်းသားចောက်သူအများပြားထိခိုက်ဒေဆုံးမှုရှိတယ်လို့ဒီပေရင်မြို့ကလူမှုကူညီရေးအဖွဲ့အစည်းတစ်ခုရဲ့တာဝန်ရှိသူကဖရဲ FN ကိုပြောပါတယ်အဆိုပါစာတင်ကြားကိုစစ်ကောင်စီကပေါင်900ဘုံနှလုံးနဲ့ကျဲချတိုက်ခိုက်ခဲ့ပြီးဆရာဆရာမနှစ်ဦးနဲ့ចောင်းသားចောက်သူစုစုပေါင်း18ဦးဒေဆုံးခဲ့တယ်လို့ကနဦးသိရတယ်လို့သူကပြောပါတယ် ထပ်တိုးသေးဆုံးသူတွေရှိနေသေးပေမဲ့အရေးအတွက်အတိအကျကိုတော့အတိမပြုတ်သေးနိုင်ဘူးလို့လည်းသူကဆက်ပြောပါဗျ။ငလင်ကြောင်စစ်ကောက်စီကမေလာကုန်တီအပြည့်ရထားပေမဲ့ရှမ်းဂရီနယ်ဆက်မှုပြေမျိုးကိုဧပြီလကုန်ပိုင်းကနေဒီနေ့အထိအင်အားအလုံးအရင်နဲ့စစ်တောင်းထိုးနေတယ်လို့ဂရီနီအမျိုးသားများကကွေရီတက် KNDF ပို့ဟိုပြန်ကြားရေးတာဝန်ခံတာအေဆူကဖရယ် FM ကိုပြောပါရယ်စစ်ကောက်စီကမေလာ6ရက်ကနေ33ရက်အထိထပ်မံအပြည့်ရကြေညာခဲ့ပေမဲ့ မြေပြင်မှာတော့လေကြောင်းတိုက်ခိုက်မှုနဲ့စစ်ကြောင်းထိုးတာတွေစစ်တိုင်းလုံဆောင်နေပါတယ်။ပင်လောင်းနဲ့ဖက်ခုတ်ဘက်ကနေလာတဲ့စစ်ကြောင်းတွေနဲ့အင်အားဖြစ်နေပြီးလက်နက်ကြီးတွေနဲ့နေတိုင်းနေပါပစ်ခတ်နေတယ်လို့သိရပါတယ်။မေလ10ရက်နေ့နေ့လယ်ပိုင်းမှာပဲဂရီနီပြည်ဖာဆောင်မြို့နယ်ထဲကမော်ချီဒေသကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက်အရက်သားနှစ်ဦးသေဆုံးခဲ့ရတယ်လို့သိရပါတယ်။ရှမ်းပြည်နယ်ဖေခုံမြို့အရှိချမ်းမှာပြီးခဲ့တဲ့မေလ9ရက်ကနေ စစ်ကောင်စီနဲ့ PNO ပူးပေါင်းထားတဲ့အင်အား300ကျော်ပါစစ်ကောင်စီစစ်ကြောင်းကဖဲခုံအရှိချမ်းရှိကြေးရွာတွေထဲကိုစစ်ကြောင်းထိုးလာတဲ့အတွက်အဆိုပါစစ်ကြောင်းနဲ့တော်လရေးတပ်ဖွဲ့တို့အကြားစစ်ရေးအရှိန်မြင့်တက်နေတယ်လို့အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ IPDF အမတ်တထောက်ကိုတန်ရင်ရဲ့ပြန်ကြားရေးတာဝန်ခံအင်းတွေနီနာမီကဖရဲ FM ကိုပြောပါတယ်စစ်ကောင်စီစစ်ကြောင်းဟာရှမ်းပြည်နယ်ထီရီ နတ်ပေါလွယ်လုံတဲ့စီဆိုင်အနောက်ဖက်ရွာတွေဖက်ကနေဖဲခုံအရှိချမ်းကဂျေးရွာတွေစီကိုစစ်တောင်းထူးလာတာဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မေလ9ရက်နေ့ကနေလက်ရှိအချိန်ထိဖြစ်ပွားခဲ့တဲ့အထီးတွေးတိုက်ပွဲအတွင်းရေပူရွာမှာစစ်ကောက်စီတပ်သား9ဦးထက်မနည်းသေဆုံးပြီး2ဦးထက်မနည်းထိခိုက်ဒဏ်ရာရကလွယ်လုံရွာဖက်ကတော့ထိခိုက်သေဆုံးမှုများတယ်လို့ဆိုပါတယ်။နေအိမ်80ဝန်းကျင်ရှိတဲ့ဆွတ်ဆွဲကျေးရွာကနေအိမ်တွေကိုစစ်ကောက်စီစစ်တောင်းက ဝင်ရောက်မီရှုထားတာကြောင့်နေအိမ်အလုံး20မီလောက်ပြည့်စီပြီးအခြားကျေးရွာတွေကိုတော့လေရင်နဲ့ပုံကျဲတာလက်နက်ကြီးနဲ့ပစ်ခတ်တာ drone နဲ့ပုံကျဲချတာတွေလုပ်နေတယ်လို့သူကဆက်ပြောပါတယ်။ဒီနေ့မေလ12ရက် Federal FBI ရဲ့နေ့စတဲ့တဲ့တွေကိုကြားခဲ့ရတာပါကျမအေနီပါရှင်။